င်္ဂလာပါရှင်ကျွန်မအဒီတစ်ခါပြောပြချင်တာကကိုကအပြင်သွားလို့ဘဏ်က ATM ကကြံခဲ့လို့ရှိရင်ဘယ်လိုမျိုးငွေထုတ်မလဲဆိုတဲ့ဟာလေးကိုဒီ ATM ဆက်ပေါ့နော် ATM ဆက်မှာဘယ်လိုမျိုးငွေထုတ်မလဲဆိုတာလေးပြောပြချင်တာဖြစ်ပါတယ်ပထမဦးဆုံးဒီခတ်ကိုမျက်နှာမူရင်ဘယ်ဘက်အောက်ဆုံးကခတ်လက်ရွှေ့ draw ဆိုတဲ့ခလုတ်လေးကိုနှိပ်မယ်ပြီးလို့ရှိရင် အဲကိုကဒီမှာစခရင်မှာပေါ်လာပြီဘန်ကောက်ဘန်ကထုတ်မလားတခြားဘန်ကထုတ်မလားအဲဘန်ကောက်ဘန်ဆိုရင်ဒီညဘက်အပေါ်ဆုံးကဘန်ကောက်ဘန်ဆိုတဲ့ခလုတ်လေးကိုနှိမ့်မယ်ပေါ့နော်အဲဆိုတဲ့အခါကျတော့ကိုကဒီမှာအဲဒီ scan QR လေးပေါ်လာပြီဆိုလို့ရှိရင်ကိုဖုန်းထဲက software တွေကိုသွားမှာပေါ့နော်ဖုန်း application တွေကိုသွားမယ် အဲ့ဒီမှာသွားပြီးတဲ့အခါကျတော့ကိုကခက်လက် ATM ဆိုတဲ့ ATM ပုံစံလေးကိုကနှိပ်လိုက်နေပေါ့နော်အဲ့ဒါလေးနှိပ်ပြီးပြီဆိုလို့ရှင်ကိုဖုန်းရဲ့ဒီ password နှိပ်မယ်ပြီးလို့ရှင်ကိုဘယ်လောက်ပမာဏထုတ်ရှင်တာလဲကိုထုတ်ရှင်တဲ့ပမာဏကိုရေးမယ်အဲကျွန်မကတော့အခု600ထုတ်ပြမယ်ပေါ့နော်ဒီမှာ600ဆိုတာလေးကိုရေးရေးပြီးလို့ရှင်ရင်ဒီမှာအဲ second ဆိုတဲ့အပြာရောင်လေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီအပြာရောင်လေးကိုနှိပ်ပြီးတဲ့အခါကျတော့ဒီခုနစခွင်မှာပေါ်နေတဲ့ second လေးကိုအဲမ စကန်ဖတ်လိုက်မယ်ပေါ့နော်စကန်ဖတ်ပြီးလို့ရှိရင်ဒီခုနအဲ့နှစ်ခုတည်းက conference ဆိုတဲ့အပေါ်ကခလုတ်လေးနှိပ်လိုက်မယ်အဲပြီးလို့ရှိရင်ပတ်စံလေးထွက်လာဖို့အတွက်ခဏလေးစောင့်လိုက်ပါမယ်ရှင်အဲ့တော့ဘလောက်တောင်အဆင်ပြေလဲကိုကကတ်မပါလဲ ETSM မှာဒီဖုန်း software ရှိုံနဲ့ပတ်စံထုတ်လို့ရတယ်ဆိုတာလေးပြောပြတာဖြစ်ပါတယ်အဲအခုတော့ရှေ့ရထွက်လာပါပြီရှင်ဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေရှင်အဲတခြားအကြောင်းအရာလေးတွေများသိချင်လို့ရှိရင်လည်း comment ထဲမှာရှင်းထားခဲ့ပေးလို့ရပါတယ်ကြည့်ရှုပေးလို့အားလုံး